လွန်ခဲ့တဲ့ရက်ပိုင်းကပျောက်သွားခဲ့တဲ့မလေးရှားလေကြောင်းလိုင်းလေယာဉ်ကိုနိုင်ငံတကာကဝိုင်းဝန်းရှာဖွေနေစဉ်အသက်ကယ်လေတစင်းဖြစ်ပွဲရှိတဲ့အရာဝတ္ထုတစ်ခုကိုတွေ့ရှိခဲ့တာကြောင့်စုံစမ်းဖို့သင်းမောတွေဆင်းလွတ်ထားတယ်လို့မလေးရှားကမတ်လ10ရက်နေ့နေ့လယ်ပိုင်းကပြောကြားခဲ့ကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြမှုအရာသိရပါဗျ။အဆိုပါလေရင်မှာ၎င်းရဲ့နိုင်ငံသား153ဦးလိုက်ပါခဲ့တဲ့တရုတ်ကမလေးရှားဟာပျောက်ဆုံးနေတဲ့လေရင်ကိုရှာဖွေတဲ့လုပ်ငန်းတွေကိုအရှိန်နှစ်တင်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါဗျ။ ၊ VNN, မလေးရှား၊ထိုင်း၊ဩစတြေးလျ၊စင်ကာပူ၊အင်ဒိုနီးရှား၊တရုတ်နဲ့အမေရိကန်တို့ကလေယာဉ်34စီးနဲ့သင်္ဘောအစီး40တို့ဟာမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့လေယာဉ်အဆက်အသွယ်ပြတ်သွားတဲ့နေရာအနီးမှာရှောင်ဖွေနေကြတယ်လို့သိရပါဗျ။အစောပိုင်းမှာ VNN တောင်ပိုင်းမှာအပြည့်အစည်းတွေကိုရှောက်ဖွေတွေ့ရှိရလို့သတင်းထွက်ပေါ်ခဲ့တာကြောင့်ပျောက်ဆုံးသွားတဲ့လေယာဉ်ပေါ်မှာပါရှိသွားသူတွေရဲ့ဆွေမျိုးမိသားစုတွေကမချစ်တင်ခဲ့ဖြစ်မှုတွေဖြစ်ပေါ်ခဲ့ပါဗျ။ ရှာဖွေရေးလေရင်တစီကအသက်ငယ်လှေလို့သုံးတရားကိုတွေ့ရှိခဲ့တယ်လို့သတင်းရရှိထားတာကြောင့်အတူရှာဖွေနေသူတွေကိုဆက်သွယ်ထားပြီးအတီးပြုဖို့သင်းမော့တွေဆင်းလွတ်ထားတယ်လို့မလေးရှားပြည်ရင်းလေကြောင်းဥက္ကဋ္ဌကပြောပါရယ်လေရင်ပေါ်မှာလိုက်ပါသွားသူတွေအနက်နှစ်ဦးဟာခိုးခံထားရတဲ့နိုင်ငံကူးလက်မှတ်တွေကိုသုံးဆွဲခဲ့ကြောင်းတွေ့ရှိခဲ့ပြီးတဲ့နောက်မလေးရှားကအကြမ်းဖက်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုစတင်ဆောင်ရွက်ခဲ့ပြီး အခိုးခံနိုင်ငံကူးလက်မှတ်သုံးခဲ့သူ2ဦးအနက်တဦးကိုအတည်ပြုနိုင်ခဲ့တယ်လို့မလေးရှားရဲဦးစီးချုပ်ကပြောကြားခဲ့ပြီးအခြားအသေးစိတ်အချက်အလက်တွေကိုတော့ပြောကြားခြင်းမရှိခဲ့ပါဘူး။၃ရက်နီးပါးလင်းရင်နဲ့အဆက်အသွယ်ပြတ်နေပြီးတဲ့နောက်မလေးရှားလေကြောင်းလိုင်းကလင်းရင်ပေါ်ပါရှိသူတွေရဲ့မိသားစုနဲ့ဆွေမျိုးတွေကိုအစိုးဆုံးအတွက်ပြင်ဆင်ထားကြဖို့ပြောကြားခဲ့တယ်လို့သိရပါဗျ။